ထင်းလင်းကပိုင်လိုင်းဖောက်တဲ့နေရာမှာဆရာကြသူတူပါအဲဒါကြောင့်ပိုင်လိုင်းကနေစီမောင်ခိုလုတ်ချင်တဲ့လူတော်တော်များများကအခါချင်းငွေပေးပြီးတော့ငါကြပါရီဘလောက်တောင်နာမည်ကြီးလဲဆိုရင်တော့ရဲတွေကအစားထင်းလင်းကိုဆိုသိနေကြတာပါထင်းလင်းကနာမည်ကြီးတော့ထင်းလင်းရောင်ဆောင်ပြီးတော့လှူစားနေကြတဲ့ကောင်တွေကလည်းတော်တော်များလာပါရီအခုလဲဖိုးတေဆိုတဲ့လူကထင်းလင်းရောင်ဆောင်ပြီးတော့စီခိုးထုတ်ဖို့ပိုင်လိုင်းဖောက်တာပေါက်ရည်ဖြစ်ကုန်လို့အကုန်ထားပြရပါတော့ရီပိုင်လိုင်းပေါက်တော့ရဲတွေကလည်းလိုက်ဆောင်ဆန်းနေကြပါပြီ ထင်းင်းကဆရာကြီးမလို့တုံးတဲငွေလောက်နဲ့ဆိုလှုပ်လို့မပေးပဲနဲ့အပုံလိုက်ရမှသာအလုပ်လက်ခံပါရီတကယ်ကြတော့လူမိုက်တစုကစီမောင်ခုလုပ်ဖို့ထင်းင်းကိုငားလိုက်ကြတယ်ထင်းင်းက3မိနစ်အတွင်းလက်စားတက်ပြီးတော့ငွေတွေတဲပြီးတော့ပြန်လာဖို့လုပ်ပါရီအဲ့မှာလူမိုက်ကောင်းဆောင်ငွေချီးပေးမဲ့လူတယောက်နဲ့ချိန်ပေးမဲ့လို့ပြောတော့ထင်းင်းကလက်ခံလိုက်ပါရီဒီလိုနဲ့ထင်းင်းကအလုပ်ပေးမဲ့လူနဲ့တွားတွေ့ပါရီအဲ့လူကအောင်မိုးဖြစ်ပြီးတော့ရင်းနှံကုမ္ပဏီပိုင်ဆိုင်ထားသူပါအောင်မိုးကစေဦးနာမှာရှိတဲ့ပိုင်လိုင်းတွေကိုမြေတူးပြီးတော့တလောက်အတွင်းမှာစီရီခိုးထုတ်ပေးဖို့ခိုင်းပါရီအမုကတရေးဆိုပေမဲ့ချင်းငွေတင်နေတာဖြစ်ပါတယ်။ဒါကြောင့်လုံငွေချီးရမယ့်ကိစ္စကိုလုပ်ဖို့ဆုံးဖြတ်လိုက်တာပါ။ထင်းလင်းကအလုပ်စားလုပ်ဖို့အမုပိုင်တဲ့ဟိုတယ်ကိုသွားတော့အတူတူတွဲလုပ်ဖို့ငါ ထားတဲ့တခြားလူတွေကိုတွေ့လိုက်ရပါတယ်။အဲဒီထဲမှာထင်းလင်းရောင်ဆောင်မှုတဲ့ဖို့တွေလည်းပါပါတယ်။ပြီးတော့မြေတူကျွန်းနဲ့ပါတုံနဲ့ဆောက်လို့ရေဝင်တဲ့ဟောင်းကိုမြမောင်တို့ကိုပါတွေ့လိုက်ရပါတယ်။အမိုးဟိုတယ်ကဒီတိုင်းရုပ်ပြသဖြစ်ပြီးတော့မြောက်ခန်းအနေမြေတူဖို့အစီအစဉ်ထားတာဖြစ်ပါတယ်။ဤဖွေးဆိုတဲ့ကောင်မလေးကတော့ဟိုတယ်ကောင်တာမှာဟန်ပြအနေနဲ့နေပြီးတော့တခုဖြစ်လာရင်3 base club နှိမ့်လိုက်ရမယ့်တာဝန်ကိုယူထားပါတယ်။နောက်တော့အမိုးတို့ကစီမင်းစည်းကမ်းတွေကိုရှင်းပြတယ်။အဲဒါကတော့အခုကစပြီးတော့လုပ်ငန်းမပြီးမချင်းဒီဟိုတယ်ကနေတပွားမှခေါ်ခွင့်ရမှာမဟုတ်ပါဘူး။ကြောက်ထားတဲ့စီကမ်းဖောက်ရင်တော့လှုပ်လှုပ်ဖို့ပေးထားတဲ့ဆီယံငွေတွေရဲ့နှစ်ဆကိုပြန်ရောမှာဖြစ်ပါတယ်။ဒီလိုနဲ့လှုပ်ရှားလှုပ်ကြတော့အချင်းချင်းခဏခဏစကားများကြတယ်။ဤဖွေးကလည်းဟိုတယ်မှာတင်းမဲ့ဧည့်သည်လာရင်အခန်း ဖြစ်နေရဆိုပြီးတော့လိန်ထားပါတယ်။တစ်ဖက်မှာတော့ရော်ကက်ဖြစ်တဲ့ကိုပြေစုံကစီမောင်းခိုရာကိုတကူတည်းလိုက်စုံစမ်းနေပြီးတော့တင်လင်းကိုလည်းဖမ်းဖို့ချောင်းနေတယ်။တင်လင်းတို့ဖွဲ့ထဲမှာကိုမြမောင်ကကင်ဆာရောဂါဖြစ်နေပေမဲ့ဘယ်သူမှမသိအောင်ဖုံးထားတာဖြစ်ပါတယ်။ကိုမြမောင်ကတခြားသူတွေရန်ဖြစ်စကားများရင်အောင်ဖြစ်ရှင်းပေးပြီးတော့အသိခံတတ်ပါတယ်။တကယ်ကြတော့ပိုင်လိုင်းစီရောက်ဖို့မြေတူးနေတဲ့ကြောက်တွေခံနေလို့စက်တူးမရဖြစ်သွားပါတယ်။ကြောက်တူးဆက်ကိုအသုံးပြုလို့ရပေမဲ့အတန်တားအကျယ်လို့ကင်းတဲ့ရည်တွေကြာသွားနေတာကြောင့်ဘာလို့မှမသိဖြစ်သွားကြပါတယ်။ဒါပေမဲ့လုပ်ငန်းပြီးဆုံးဖို့အချိန်ပေးထားတာကလည်းနေနေတယ်တော့ကြောက်တူးဆက်သုံးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ကြောက်တူးဆက်နဲ့တူးနေတဲ့အချိန်ဖိုးတွေကကာရာအိုကေကမ်းမှာချင်းကျယ်ဖွင့်ပြီးတော့ကြီးကြောင်ကြောင်နဲ့အုပ်စုနေပါတယ်။ဒါပေမဲ့ကင်းတဲ့ရည်ရောက်လာတော့ဤဖွေး ွင်းကလည်း3 big cloud ကိုအမြန်နှိမ့်လိုက်ရပါပြီ။ကိလက်ရဲလည်း live ကြည့်နေတော့မှကာရာအိုကေဆိုနေတဲ့ဖိုးတွေကိုမြင်သွားပါတယ်။တန်ဆိုရင်တော့ကြာထူးဆက်အတန်ကိုထက်ကြလို့မရောက်ခန့်မှသွားကြည့်ပါတယ်။ချင်းလင်းတို့လည်းအချက်ပေးတဲ့ကြားကလေးကဒူးထားတဲ့အပေါက်ကိုဗီဒီယိုအစ်တစ်ခုနဲ့ဖုံးထားလိုက်ပါတယ်။ကိလက်ရဲရောက်လာတော့ရေပိုက်ပြက်လို့ပြင်နေရဆိုပြီးတော့အန်ဆောင်လိုက်ပါတယ်။ဒါကြောင့်လည်းကိလက်ရဲလည်းဆက်မစစ်တော့ဘဲနဲ့ပြန်သွားပါပြီ။နောက်တော့ဤဖွေးကလှုပ်လာဝိုင်းကူတဲ့အချိန်မှာမြေလေးပြိုကျပြီးတော့ဤဖွေးနဲ့ဘာတောက်တို့ပြိမိသွားပါတယ်။ချင်းလင်းတို့ကအမိုးကိုယင်သွားဖို့ပြောပေမဲ့ကိုမြမောင်ကတော့ဤဖွေးတို့ကိုရအောင်ကင်မယ်ဆိုပြီးတော့အမြေတူပါတယ်။ဒီလိုနဲ့ကိုမြမောင်ကျေးဇူးကြောင့်ဤဖွေးတို့လည်းပြိမိရတာနဲ့ပြန်လွတ်လာကြပါတယ်။တစ်ဖက်မှာလည်းကိုပြေဆောင်ကတခြားရောက်ကဲနေပါတိုင်မင်းနဲ့ချင်းလင်းတို့ကို ရှာခံမိနေပါပြီ။ပတ်လည်ဖောက်ရမှာကတော့ကြီးတဲ့ကိစ္စမျိုးဖိုးတွေကဆက်မလုံနိုင်တော့ဘဲနဲ့ညဘက်မှာတခြားသူပိုက်ဆံတွေပါခိုးပြီးပြေးဖို့လုပ်ပါတယ်။နေရာတိုင်းမှာ CCTV တက်ထားအောင်မို့ဒီပေးတန်မီလာတော့ဖိုးတွေပြန်ပြီးသွားပြီးတော့ထင်းလင်းကလည်းအတော်စိတ်တူသွားပါတယ်။အဲဒီခါကျမှသူတို့အိတ်ခမ်းရောက်နေရာအဆုံမှာပါ CCTV တက်ထားရဲဆိုတာကိုထင်းလင်းကသိသွားပါတယ်။အောင်မလဲရောက်ချလာပြီးတော့ဖိုးတွေကိုဆိုတော့ဖိုးတွေကတောင်းပန်ပါတယ်။အောင်မကလည်းအသက်ရှင်ရင်ထင်းလင်းတို့ပါလို့လို့သူစီလေးကိုအစီရင်ခံဖို့ဖိုးလေးလုံးကိုပေးထားလိုက်ပါတယ်။ဒီလိုနဲ့မလတ်မှာအလုံးလုံးကြတဲ့အချိန်မှာရေးရေးဆေးဆေးပြီးတော့ဘူဒိုသားနဲ့မြေတူးကြလို့ပိုက်လိုင်းတချို့နေရာတွေပေါက်သွားပါတယ်။ဒီဖိုးကလည်းဒီပေးကလုံးနေလိုက်ပေမဲ့ထင်းလင်းကပိုက်လိုင်းကထွက်လာတဲ့တံခွေကြောင့်လဲကျပြီးတော့ဒဏ်ရာသွားတယ်။ဒါပေမဲ့ကိုမြတ်မောင်ပြက်က ကယ်ထုတ်လာပြီလို့ပြောခင်းသွားပါပြီ။ကြော်ခဲရရလဲပိုင်လိုင်းကိုဆက်ထိမိမှာဆိုရကြောင့်ပေါ်ကနေဘူဒူဇာနဲ့တူးချတာကိုရက်လိုက်ပါတယ်။တကယ်ကြတော့ကိုမြမောင်ကဇနီးတဲ့ခွဲဆက်ရမရဲမို့ခဏအပြင်ထွက်ချင်တယ်လို့ခွင့်တောင်းဝင်မယ်။အောင်မိုးကခွင့်မပြုပါဘူး။ဒါပေမဲ့ထင်းလင်းတို့ကတနာတော့ရမြောင်းပိုင်လောင်ကနေတူးခိုးသွားကြရင်လည်းထွက်လာကြပါတယ်။ဤဖွေးရလဲ CCTV ကနေတွေ့နေရပေမဲ့မသိညအောင်ဆောင်ထားပေးလိုက်ပါတယ်။အလားကောင်းဝင်မဲ့အခါနောက်တော့ကိုမြမောင်ဇနီးတဲ့ကတည်ဆုံသွားခဲ့ပါပြီ။ဖိုးလေးကလည်းခိုင်းတဲ့အတိုင်းအောင်မိုးကိုသတင်းပို့လိုက်လို့အောင်မိုးတယောက်ဟိုဟိုတယ်ကိုထွက်လာခဲ့ပါတယ်။အဲဒါကြောင့်ကိုမြမောင်တို့ပြန်ရောက်လာတော့အတီးခံလိုက်ကြပါပြီ။ထင်းလင်းကလည်းစာနာသိမ်းရှိတဲ့လူဒီမှာဆက်မလုပ်နိုင်ဘူးပြောတော့အောင်မိုးကထင်းလင်းမသားကြီးနဲ့အကြက်ကင်ပါတယ်။အဲဒါနဲ့အလုံးဆက်လုပ်လိုက် ရပြီးတော့ကွန်မြတ်မောင်ယောဂါကထပ်ပေါက်လာပါတယ်။ခြေကမ်းပြဖို့ပြောပေမဲ့အောင်မိုးကစောင့်ကြည့်ခိုင်းတဲ့လူတွေကပေးမသွားလို့အချင်းချင်းခြားကြပါဘူး။ခြားနေမှာအောင်မိုးကပါတနက်နဲ့ရောက်လာပြီးတော့ပြစ်လိုက်တာကွန်မြတ်မောင်ကိုထိပြီးတော့မာလကီရသွားပါတော့တယ်။ဘာတို့လက်ကိုလည်းပြစ်လိုက်ပြီးတော့ဤဖွေးဟွာပြင်းမဲ့ချင်းရောက်ကြောက်ကလေးအတန်ကြားလို့လေ့ကြပါပြီ။အကုန်ပြစ်လို့သွားပြီးမဲ့ရောက်ခဲ့ဖြစ်တဲ့ကိုပြေစုံကတော့ထင်းလင်းတို့လက်ချက်စရာကိုတည်သွားပါတယ်။ထင်းလင်းကလည်းတူတီကိုစီပြန်လာပါတယ်။ဖိုးတွေကလည်းတရားသွားလို့စီအောင်တက်လိုက်ရတဲ့အချိန်မှာကြောက်ကလေးကရောက်ချလာပါတယ်။ဖြစ်ချင်တော့ထင်းလင်းရောက်ချလာပြီးတော့ဖိုးတွေကိုကားပေါ်တင်ခေါ်သွားပါတယ်။ဖိုးတွေကသာမီသွားရင်တော့သူတို့လည်းပဲဟင်းစားရတော့မှာမလို့ဖြစ်ပါတယ်။နောက်တော့ထင်းလင်းတို့ကအမိုးကိုပညာပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အမိုးစီ ုံစားပြီးတော့တခြားပိုင်လိုင်းကနေစီကိုပေးမှမို့လို့ငွေပြင်ထားဖို့ပြောလိုက်ပါတယ်။အမောသဘောတူလိုက်တော့ထင်းလင်းတို့ကလုပ်ငန်းစားကြပါတယ်။အလုံးလုံးနေတော့ဖိုးတွေကအပြင်ခဏထွက်သွားပြီးတော့အမောလူနေသွားတွေ့ပါတယ်။ဖိုးတွေကိုမတင်ကားဖြစ်နေတဲ့ထင်းလင်းကလည်းအနောက်ကနေလိုက်ချောင်းနေလို့အကုန်တီးသွားပါတယ်။ကိုပြေစုံတို့လည်းဖိုးတွေကိုတွေ့လို့မေးမြန်းမှုလုပ်ပါတယ်။အဲ့ဒါကိုထင်းလင်းကမြင်တော့လူလုံးထွက်ပြပြီးတော့အာယုံလွှဲလိုက်ပါတယ်။အလုံးပြန်လို့ကြတော့ထင်းလင်းကဖိုးတွေကိစ္စကိုမသိသလိုနေပါတယ်။နောက်တော့စီရီစာကုထုတ်ပြီးတော့ခဏနေတော့ထင်းလင်းကရက်လိုက်ပါတယ်။ပိုင်လိုင်းထဲမှာဖိုးတွေကိုထားခဲ့ပြီးပိုက်ဆံရင်လာပြီးမှဆက်လုပ်မယ်လို့အောင်မို့လင်းလိုက်ပါတယ်။ထင်းလင်းပြည်တော်ဖိုးတွေကအစီအိုပြန်ဆုပ်ထုတ်ပါတယ်။အဲ့ချိန်မှာပဲထင်းလင်းပြောင်းလာတော့ဖိုးတွေကိုဒီထည့်လိုက်ပါတယ်။အမှန်တော့အောင်မို့ကလူလဲလို ပြီးတော့ပိုက်ဆံမပေးဘဲနဲ့ထင်းလင်းတို့ကိုတတ်ဖို့စီစဉ်ထားတာပါထင်းလင်းကလည်းသူတို့ရှိတဲ့နေရာကိုလာပြီးတော့ငွေသားပေးမှစီရီဆက်ထုတ်ထုတ်ပေးမယ်လို့ကန့်လန့်လာပါတယ်အောင်မိုးရောက်လာတော့ဖိုးတီကိုထင်းလင်းတို့ကကြိုးချီတာတွေ့ရပြီးမယ်ထင်းလင်းကကျူတာမဆိုင်ပါဘူးစီရီအကုန်ဆုတ်ထုတ်ပြီးတော့အောင်မိုးကသူ့လူတွေကိုလှုပ်ပြီးတော့ထင်းလင်းတို့ကိုကြိုးထုတ်ထားခိုင်းလိုက်ပါတယ်နောက်တော့ချိန်ကပုံးတလုံးထောင်ထားခဲ့ပြီးတော့ခြံခဲ့ပါပြီထင်းလင်းကတခြားစီတို့လောင်ရှိတဲ့နေရာတွေကိုလည်းဖောက်ခဲဦးမှာဖြစ်ပါတယ်အဲ့ဒါမှသာစီရီရှားပါလာပြီးတော့သူတို့စီရီစီရီကိုစင်းမြတ်မြတ်နဲ့ရောင်းနေမှာပဲဖြစ်ပါတယ်အဲ့လိုဆိုကြွေးရီလည်းဆက်နိုင်ပြီးတော့အကုန်လုံးအိုကေဆိုပြတော့မှာပါဘောက်ကနီမှာထင်းလင်းကဂတ်စမီပူခံပြီးတော့ကျိုးကိုရအောင်ဖြတ်လိုက်ပါတယ်နောက်တော့ဘုံအောင်မိုးစီရီရှိတဲ့နေရာမှာသွားပြစ်လိုက်ပါတယ်အောင်မ မိုးလေးဘုံခလုံးနဲ့လိုက်တဲ့အချိန်မှာသူ့စီသူလောင်တဲ့နေရာကပေါက်ထွက်သွားပါတယ်။ဒါပြင်အရာကစီရဲမဝဲရေးစရာကိုပါတိလိုက်ရပါတယ်။အမှန်တော့ထင်လျက်ကွန်မြမောင်ပြောထားလို့စီပိုင်လိုင်းထဲမှာရေပိုင်လိုင်းရှိနေတဲ့စရာကိုတီထားတာဖြစ်ပါတယ်။ရီယာကောက်စီစောက်ထုတ်ချိန်မှာစီရဲမဝဲနဲ့ရေပိုင်လိုင်းကနေရေတွေကိုပြောင်းယူလိုက်တာဖြစ်ပါတယ်။နောက်တော့အမောကသူ့လူတွေကိုခေါ်ပြီးတော့တိုက်ခိုက်ခိုင်းပါတယ်။ထင်လင်းကရော်ကဲတွေကိုလည်းတီပိထားအောင်တိတ်မကြခင်ရော်ကဲတွေရောက်လာပြီးတော့အကုန်လုံးဖမ်းခံတီးသွားကြပါပြီ။ဒီလိုနဲ့၃နှစ်ကြာတော့ထင်လင်းတို့အုပ်စုကအတူတူပြန်လွတ်လာကြတယ်။ဒါပေမဲ့ထုံးစံတိုင်းပိုင်လိုင်းဖောက်တာကိုပဲအတူတူဆက်လုပ်ရင်းနဲ့ဆက်လိုက်လေးလေးပြီးဆုံးသွားပါတယ်။လူဦးကြီးမင်းတို့လည်းမန်နီလိုနေရင်တော့စီပိုင်လိုင်းဖြစ်တဲ့တောင်ခွေပိုင်လိုင်းဖြစ်တဲ့တော့ဖောက်ကြပါ။ကန်ကောက်ရဲ့နော်မင်းလာပိုင်လိုင်းနဲ့လည်းတူ ွားနိုင်တာဖြစ်ပါတယ်။အစုံကြီးကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။